ောကမှာဖြစ်ပေါ်ကြောကြာပြီးတုတ်တက်ကြီးပွားခြင်းနဲ့ဆိုလို့ရှိရင်တဲ့ရှိတဲ့ရှိလိုက်တဲ့အရေးချင်းတွေကိုမြတ်စွာဘုရားဒီဓမ္မပရဒေသနာတော်မှာထုတ်ဖော်ကြားခဲ့တာဖြစ်ပါတယ်။နမတိကပါလို့ဆိုရင်ဥဋ္ဌာဏအေးစိဘောဇာတုတ်တက်ခြင်းနဲ့ဆိုရင်သူများတဲ့ပို့ပြီးတော့ကြိုးစားအထောက်အပံ့ရှိရမယ်။ ဥဋ္ဌာဏဆိုတာအမြဲတမ်းတက်တက်ကြွကြွရှိနေတာလုံလဝီရိယကိုခေါ်တာဥဋ္ဌာဏဆိုတာနော်အမြဲတမ်းတက်ကြွနေရမယ်အမြဲတမ်းကြိုးစားမယ်လို့ဆိုလိုတယ်စတတ်ဖို့ဆိုလဲကြိုးစားရမယ်စီပေါင်းစားရှာဖို့ဆိုလဲကြိုးစားအထက်တန်းရောက်ဖို့ဆိုလဲကြိုးစားကျိုးစားရမယ်နံပါတ်1အဲ့ဒီကျိုးစားဆိုတဲ့အခါမှာ ဘာတွေလိုအပ်တော့ဆိုတတိမတော်ကိုလုတ်ပြီဆိုရင်တတိရှိဖို့တော့လိုအပ်တယ်အနုဘောဆိုလို့ရှိရင်ကိုစ조사အထုတ်မှုတွေတလွဲဖြစ်သွားနိုင်တယ်ပေါ့ပြဲရန်တတိရှိနေဖို့လိုအပ်တယ်တတိနဲ့조사ရမယ်အဲ့တော့ဝိရိယဆိုတဲ့အတိုင်းပဲဝိရိယတစ်ခုတည်းနဲ့ကောင်းကျိုးချမ်းသာခံစားနိုင်တာမဟုတ်ဘူး တတိရှိရမယ်ပညာရှိရမယ်ကြိုးစားအထောက်အကူရှိရမယ်ဒါဆုံးရမယ်သူကနော်တခုတည်းနဲ့ဘယ်ဟာမှလုပ်လို့မရဘူးသို့တော့ဥတည်ချက်နဲ့ပြောတဲ့အခါကြိုးစားလို့ပြောလိုက်တာဝိရိယကိုရှေ့တန်းတက်ပြီးတော့ပြောတယ်ကြည့်လေလူရဲ့စွမ်းအားငါမျိုးဆိုတဲ့မှာတတ္တာဝိရိယတတိသမာဓိပညာဖလားငါးထံခေါ် တတဝီရိယသတိသမารိပညာဓာရီအကုန်လုံးထိမ့်ကြည့်ပြီးတော့ပေါင်းစည်းပြီးလုံးလို့ရမယ်လို့ဆိုဒီချက်เนี่ยအလုံးလိုရတဲ့အရေးချက်တွေကြီးပဲတခါတရံဝီရိယကိုရှည်ရန်တင်ပြောမယ်တခါတရံပညာကိုရှည်ရန်တင်ပြောတခါတရံတဒါကိုရှည်ရန်တင်ပြောတခါတရံသမာဓိကိုရှည်ရန်တင်သို့သောဒီ၅ခုစလုံးဟာပေါင်းစပ်ပြီးစူးစမ်းမှာဖြစ်ဖြစ်လိုအပ်တဲ့အရေးချက်တွေကိုထုတ်ပြတာ တားကိုမင်ထရပါဝါလို့ခေါ်တာစိတ်ဆောင်အားတွေပဲဒါတွေကတော့တတ္တဝါဖြစ်ဖို့ရောက်အောင်လည်းဒီပါဝါကိုတုံးချတရားဥတရားပြရခြင်းနဲ့ဒီပါဝါကိုပဲတုံးချအဲ့ဒီပါဝါတွေကိုအသုံးမချနိုင်လို့ရှိရင်ဘယ်မှမရောက်နိုင်ဘူး။နေမြန်ကြီးကကောင်းကင်ပြတ်တက်တယ်ဆိုတာသူ့ရဲ့ပါဝါကိုတုံးချတာ။ဟော။ပါဝါကိုတုံးချတဲ့အခါမှာ အင်းကြီးအင်းကြီးနဲ့အင်းကြီးကိုလဲတဲ့လေရင်စီမောင်းတဲ့လူချက်ဆိုရင်ချက်ရဲ့ဒီလေလေအားအလုံးကောင်းကင်ပြန်ကိုကောင်းကင်ပေါ်မှာဒီလေးပင်နဲ့အရာကြီးတစ်ခုပြတ်တက်သွားဖို့ဆိုတာပထမင်းနဲ့အဘောကိုရှော့ချပြီးတော့တေဇောနဲ့ဝါရောကိုတိုးတက်အောင်လုပ်လိုက်ပြတ်တက်သွားတာပဲဒါ ဓာတ်ကြီးလေးပါနဲ့သွားတာပဲကျက်တက်သွားတယ်။အဲဒါဟောလို့ပဲလူတွေကြီးပွားတုတ်တက်ခြင်းလို့ရှင်တရားရှိရမယ်ဝီရိယရှိရမယ်တတိရှိရမယ်သမာဓိရှိရမယ်ပညာရှိရမယ်။အဲ့ဒါတွေပေါင်းစပ်ပြီးလှုပ်လှုပ်သွားရင်လူတွေစွာရတတိယမြင်မာလာတယ်လို့သူပြောတယ်။ဒါကြောင့်စီးပွားဥစ္စာရှာပြီးတုတ်တက်ခြင်းလို့ရှင်နံပါတ်1ဥထာဏကြည့်ဒီစူးစမ်းရမယ်စူးစမ်းတဲ့အခါမှာတတိမတော်တတိ mindfulness လို့ခေါ်တယ်တတိရှိရမယ်တတိနဲ့ကြိုးစားရမယ်လို့ဆိုတော့ဒါမှလမ်းကြောင်းမလွဲမှာဖြစ်တယ်နံပါတ်3ကျတော့အဲ့လိုကြိုးစားပြီးတော့ဘဝမှာကိုလုတ်တဲ့အလုပ်တစ်ခုသူစိကံမှာမစင်ကြယ်မတန်ရှင်းတဲ့အလုပ်တွေမပါစေရဘူးစင်ကြယ်တန်ရှင်းတဲ့အလုပ်ရှိရတယ် ။ဘာဖြစ်လို့လို့ဆိုလို့ရှိရင်ကလုတ်တဲ့အလုံးဟာအဂုတ္တဒုစရိုက်တွေနဲ့ရောထွေးနေအဂုတ္တဒုစရိုက်တွေရဲ့အကျိုးကဆိုးကျိုးပဲဖြစ်မှာ။ဒါကြောင့်မို့သူစီကံမအဖြစ်ကင်းရတန်ရှင်းရမယ်စင်ကြရတဲ့အလုံးမျိုးလုပ်ရမယ်သူဆိုလို့။အဲ့တော့ကြိုးစားဆွေးနွေးကတတိလဲထားရမယ်ကလုတ်တဲ့အလုံးဒီတန်ရှင်းဖြူစင်အဖြစ်ကင်းစင်တဲ့အလုံးလည်းဖြစ်ရမယ်။ဒိတ္တမကာရီနောလုတ်ပြီဆိုတဲ့က စဉ်းဉ်စဉ်းစားစဉ်းဉ်ပြီးမှလှုပ်ပါ အရမ်းမလှုပ်အောင်လို့ဆိုလို့တယ်ဒီတမ္မဆိုတာဒါလို့ရင်မမဲရောင်းဝယ်လှုပ်တာတောင်းပါပဲဒီပစ္စည်းကအရင်တလောက်ကြတယ်နော်ဘလောက်ရောင်းရင်ဘလောက်မြတ်မယ်ဘလောက်ကဘလောက်အဲ့ကြမ်းမယ်အရင်ကဘလောက်ကုန်တယ်ဒါတွေကိုတွေ့ချက်နိုင်ရမယ်ကုန်ဆိုလို့တာနော်အဲ့ဒါလို့စီးပွားလှုပ်လှုပ်ပါလှုပ်လှုပ် ဒိတမကရီဒီလောကကျိုးဖြစ်တဲ့အလို့ဒီလောကအကျိုးမဖြစ်တဲ့အလို့ဆိုတာလေဆင်ញင်သုံးသပ်ပြီးတော့မှ လုံးလုံးဝမယ်လို့သူဆိုလို့ဒါကရသဗျာကရှိတဲ့ရှိလိုက်တဲ့အရေးချင်းလေးတွေကိုခေါင်းစဉ်တက်ပြီးတော့ပြောလိုက်တာနားလည်ရမှအများကြီးပဲနောက်ကနော်ဒိတမကရီအရာရာကိုဆင်ញင်စဉ်းစားပြီးတော့မှလုံးဝမယ်လို့ဆို မစင်းသားပဲလို့ရင်တစ်ခါရောက်တာညီအများကြီးပဲလေမနေ့ကတော့တက်ကတူထဲမှာဟိုတစ်ပင်ခုတ်တယ်လေဓာကျိုးပေါ်ပြတ်ချာတစ်ပင်ခုတ်တာအဲ့ဒါတစ်ပင်ခုတ်တာဒီကိုင်းကဓာကျိုးပေါ်ကြာမယ်ဆိုတော့မစင်းသားပဲနဲ့လှုပ်လို့ဒီလိုဖြစ်တာလေအောက်မှာဓာကျိုးကြီးရှိနေတာဓာတ်တိုင်လေးရှိနေတာအစရတဲ့ကဒီစင်ញင်စင်းသားလှုပ်မယ်ဆိုရင်ဒီလိုအမာရွေမျိုးပေါ်ဖြစ်နိုင်ဘူးလေ ဘယ်ကိစ္စပဲဖြစ်ဖြစ်စဉ်းကျင်စဉ်းစားရမယ်လို့သူဆိုလို့နိတ္တမကာရီအဲ့ဒါမှအရေးကြီးဒါတဝူးနဲ့တူ မတူနိုင်ဘူးပေါ့အရေးကြီး